မင်္ဂလာပါကိုခိုင်းချယ်ဆီ TV ကနေအပြောင်းအမြင်တော်များအားလုံးကိုကြိုဆိုပါရစေ။ဘန်လီနဲ့ပွဲပြီးတည်င်းနဲ့အချက်လက်တချို့ကိုသုံးသပ်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်။ကျွန်တော်ပထမဆုံးအချက်လက်လေးတစ်ခုကိုဆွေးနွေးခြင်းပါတယ်။ဒါကတော့ပက်ဒရိုနက်တို့ရရှိခဲ့တဲ့ကိန်းကနေအချက်လက်ပါ။ EPL နောက်ဆုံး၅ပွဲမှာ၄ပွဲအထိ goal contribution တွေရှိခဲ့တဲ့ပက်ဒရိုနက်တို့ရဲ့စွမ်းဆောင်ရေးပိုင်းပဲဖြစ်ပါတယ်။အားရကျင်တတ်တာပေါ့နော်။အဲ့တော့အသက်25နှစ်အရွယ် တဂယ် right wing ကပက်ဒရိုနက်ဒိုကဒီ Chelsea အသင်းတို့ကနောက်ဆုံးကစားပေးထားတဲ့ Premier League ၅ပွဲမှာဆိုရင် twin goal ၃ goal နဲ့ဖန်တီးမှု၂ချိန်အထိပြုတ်လုပေးထားပြီးတော့ဂိုးပါဝင်ပတ်သက်မှုမရှိခဲ့တဲ့ပွဲဆိုလို့စပါးနဲ့လန်ဒန်ဒါဘီပွဲတစ်ပွဲပဲရှိပါတယ်။အဲ့တော့ပက်ဒရိုနက်ဒိုရဲ့ဒီ Premier League နောက်ဆုံး၅ပွဲစွမ်းဆောင်ရည်တွေကိုကျွန်တော်အချက်လက်ပေါ့နော်အသေးစိတ်ပြောပြပါမယ်။ Nottingham Forest ရဲ့ပွဲမှာတကူးသွင်းတကူးဖန်တီးပေးတယ်။ Sunderland ရဲ့ပွဲမှာတကူးဖန်တီးပေးတယ်။ စပားနဲ့ပွဲမှာတော့ဂိုးပါဝင်ပတ်သက်မှုမရှိဘူး။ Woof နဲ့ပွဲမှာတကူ၊ Banley နဲ့ပွဲမှာတကူ။အဲ့ဒါကြောင့်ဒီချိန်ဂိုးပါမမပါဝင်နိုင်တဲ့လစ်ဟာမှုကို Patronato ကအကောင်းဆုံးဖြည့်တင်းပေးထားတယ်လို့ပဲပြောရမှာပါ။အသက်က25နှစ်အရွယ်တောင်ပိုင်းကစားသမားတယောက်အတွက်အကောင်းဆုံး peak time peak form ကိုရောက်နေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။လက်ရှိ Chelsea တသင်းလုံးကိုကြည့်မယ်ဆိုရင်လည်းတကယ်တမ်း အရေးပါအရောက်တဲ့ဂိုးတွေသွင်းယူမှုပဲဖြစ်ဖြစ်ဖန်တီးမှုပဲဖြစ်ဖြစ်ပက်ထရိုနက်တိုပဲအားကိုးနေရတယ်ဆိုတာကျွန်တော်တို့နားလည်လက်ခံရပါလိမ့်မယ်ဒီလိုပြောလို့ခိုင်ဆီရိုတို့အန်ဆိုတို့ကအသုံးမဝင်ဘူးလို့ပြောတာမဟုတ်ပါဘူးသူတို့ဒီဖန်တီးမှုဘိုင်းနေခန်းစစ်ဆွဲဆောင်ရေးဘိုင်းနေကောင်းပေမဲ့တကယ်တမ်းဂိုးပါဝင်ပတ်သက်မှုဘိုင်းမှာပက်ထရိုနက်တိုကတော့လက်ရှိအချိန် on fire အကောင်းဆုံးဖြစ်နေပါတယ်အဲ့တော့ပက်ထရိုနက်တိုရဲ့ဆွမ်းဆောင်မှုကလည်းဒီဘန်လင်နဲ့ပွဲမှာဒါမှကကျွန်တော်တော်တော်များများသဘောကျတယ် သူ့ရဲ့ step over လုပ်ပြီး balance အရင်းနေနဲ့ကြော်ဖြတ်တဲ့ပုံစံမျိုးလေးတွေအာတုံကွန်ဆိုင်ကစားတဲ့ပုံစံမျိုးလေးတွေကတော်တော်ကောင်းတယ်။ speed agility ဘာမှအပြစ်ပြောစရာမလိုတဲ့ကစားသမားတယောက် touch line တပေါက်ရှန်းရှန်းတောက်ကစားသမားရဲ့ထဲမှာ patronato ကိုထည့်လို့ရတယ်။အဲ့တော့ patronato ရဲ့ဒီနေ့ဘောလုံးရသည်မှာအမြင့်ပြန်မှုကတော့ chelsea အတွက်အနည်းနဲ့အများခံတာစီခဲ့တယ်လို့ပဲပြောရမှာမှာတကယ်လို့အမြင့်မပြန်နိုင်ခဲ့ဘူးဆိုရင်ကိုးပါမှလည်းမရှိတဲ့အခြေအနေမျိုးနဲ့ကြောင်ပြောက်သွားနိုင်တယ် အခုပါမမပါဝင်နိုင်တဲ့လိုအပ်ချက်ကြီးကြီးမားမားကိုကျွန်တော်တို့အကောင်းဆုံးဖာထေးရင်းနဲ့ဒီဘောလုံးရာဒီမှာအကောင်းဆုံးရှေ့ဆက်နေရင်ဒုတိယနေရာအထိတက်လန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်အဲ့တော့ပက်ထရိုနက်တိုကိုကျွန်တော်တို့ချဲစီအသင်းတာဝန်ရှိတဲ့သူတွေအနေနဲ့ reef chain ကိုတုံးတယ်လို့မျိုး gear site သုံးဖို့တော့လိုတယ်ဒီကောင်လေးဒဏ်ရသွားလို့မဖြစ်ဘူးဒဏ်ရသွားပြီဆိုရင်ကျွန်တော်တို့မှာအားကိုးစရာကစားသမားရှားသွားပါလိမ့်မယ်။ငကိုကလေးကနဲနေပါတယ်ဆိုမှပို့ပြီးတော့ မရှိတော့တဲ့ပုံမျိုးဖြစ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ပက်ဒရိုနက်တိုကဒဏ်ရာပြဿနာနဲ့ပတ်သက်ရင်ဆင်းလုံးကြောကစားသမားတော့မဟုတ်ဘူးဗျ။ဝူဗန်ဟန်တန်မှာတော့ကာလာရှီအနားယူခဲ့ရတဲ့ injury history တွေရှိတယ်။ချယ်ဆီရောက်တဲ့အခါကျမှလန်ဒန်မြေလန်ဒန်ရေနဲ့ဓာတ်တဲ့ပြီးတော့ဒဏ်ရာပြဿနာမရတော့တာ။သို့ပေမဲ့အရင်အခံရှိတာတော့ဒီအနာဟောင်းကိုဒဏ်ရာဟောင်းကိုတခုခုကျွန်တော်ကထိခိုက်မိသွားမှဖြစ်သွားမှစိုးရိမ်တဲ့အတွက်ကြောင့် view တစ်ဆိုင်လေးတော့သုံးတင်နေထင်ပါတယ်။လက်ရှိအချိန်မှာတော့ ်ပက်ထရိုနက်တို့ဒီလုံးဝ on fire ပါဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်တော့ senior torchet စီမှာမောင်ငါချောင်းအိုင်ဘက်ခွန်ရှိကိုငါတို့ mistro ကို member တဲ့ unit ဖြစ်အဖို့စုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသေးခြင်းနဲ့ဆိုရင်တော့ဗပဒမတ်39 893 18 380မှာဆက်သွယ်ဆောင်တဲ့မေးမြန်းလို့ရပါတယ်ခင်ဗျနောက်ထပ်အကြောင်းအလေးကတော့ဒေါ်တကာလေးတခွန်းပါနော် အန်ဒရီဆန်ဒိုးစ်ကဘန်လီကိုအနိုင်ယူခဲ့တဲ့ပွဲမှာ man of the match ရခဲ့တယ်ကျွန်တော်ကတော့သူ man of the match ရတာမသိလိုက်ဘူးဗျအကြိုက်ဆုံး၅ယောက်တန်းပြီးတော့ပြောပြလိုက်တယ်ပြီးတော့တခြားပွဲတွေကြည့်နေရတဲ့သူ official ရမရအသေးရဘူးပေါ့နော်ဒါပေမဲ့မနေ့ဖက်ကြည့်လိုက်တဲ့အခါကျတော့ official man of the match ကိုလည်းဒီ chart တွေရသွားတယ်ကျွန်တော်ကတော့သူစားဝမ်းတာတယ်အဲ့တော့ဒီ man of the match ရတာ ਨੇ ပတ်သက်ပြီးသူဘာပြောတယ်လဲကျွန်တော် Chelsea ကိုစရောက်ခရေကသူတို့အားလုံးကကျွန်တော်ကို message တွေပို့ပေးခဲ့ကြတယ် ဘာလို့လဲဆိုတော့ကျွန်တော်ဘရာဇီးမှာရှိနေတုန်းတော့မှဒီကလပ်အတွက်ကစားပေးရတာမို့လို့အရင်ပျော်နေတဲ့အတွက်ကြောင့်ပါဒါအပြင်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ဒီပွဲကိုအနိုင်ရအောင်ကစားခဲ့လို့လည်းကျွန်တော်အရင်ပျော်နေပါတယ်ဆိုပြီး man of the match ရပြီးပြောသွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ Andre Sandwich ရဲ့ဒီစုလေးကတော့မကြောက်တင်ခံရမဲ့စုလေးပေါ့နော်ဒုတိယနဲ့တယောက်ကအချင်းနေချင်းမတူဘူးဗျကိုပါမားတို့လိုပလေယာမျိုးကြတော့ man of the match ကဘာမှမဟုတ်တော့ဘူးသမင်းစားရည်တော့ရနေတဲ့ individual စုတစိမ့်မျိုးဒါပေမဲ့ ။ Andre Santos ကတော့ဒီလိုမျိုး man of the match ရဖို့ဆိုတာသူ့ကစားသမားဘဝရဲ့အိမ်မက်ပဲ။ဒီလိုမျိုးနဲ့တဆင်ချင်းစီတတ်သွားလိမ့်မယ်။ Chelsea လို့ senior အသင်းကြီးမှာတခြားကစားသမားတွေထဲကြော်လွန်ပြီး man of the match ရဖို့ဟာပိုလို့တော့ခက်ခဲတယ်။ဘာမှကြည့်နေဗျာဒီနေ့ပွဲမှာခြေသွမ်းပြသွားတဲ့ကစားသမားအနည်းဆုံး၃ယောက်လောက်ရှိတယ်။ Enzo Fernandez, Petronato, Trevor Chalobah ဒီ senior တွေကိုကြော်ပြီးတော့ဒီ chart date ကဒီစုကိုရရှိခဲ့တာအဲ့တော့ Andre Santos အနေနဲ့ယုံကြည်မှုပိုရှိလာဖို့တော့ကျွန်တော်မျှော်လင့်နေလက်ရှိချိန် အရီဆန်နုစ်ကစင်ထရယ်ဇုံ၃နေရာမှာသူဝိဝါဒမကွဲပြားဘူးဗျသူဘာဖြစ်ချင်နေမှန်းသူမသိသေးဘူးပေါ့နော်တိုးတော့ဘန်လီကိုနိုင်ခဲ့တဲ့ပွဲပြီးမှသူကိုယ်တိုင်လည်းတက်တဲကွက်ကွက်တည်သွားမယ်လို့ထင်တယ်ကျွန်တော်ပရိသတ်တွေလည်းတက်တဲကွက်ကွက်မြင်သွားမယ်လို့ထင်တယ်အန်ဒရီဆန်နုစ်ကဘာကောင်းတယ်လဲပေါ့ဘာကြောင့်လဲဆိုတော့သူက strap ball မှာတော့ဂိုးတွေရာလဲတွင်းတယ်ဗျအများကြီးပဲအဲ့တော့သူက AM လားနံပါတ်10နေရာမှာဆော့မှာလားနံပါတ်8နေရာမှာ playmaking တောက်လျှောက်ထိုင်လို့မှာလားနံပါတ်6နေရာမှာ ကိုင်စီတို့လိုမျိုး defensive action ပေးမလားဆိုတာကျွန်တော်တို့ပြည်သက်တွေလည်းမသိသလိုသူကိုယ်တိုင်လည်း Chelsea ရောက်တဲ့အချိန်မှာဝိဝါဒမကွဲဘူးအဲ့တော့အခုချိန်နံပါတ်6နေရာမှာသူနောက်ခံလို့နှစ်ယောက်နဲ့တွဲပြီးတော့အကောင်းဆုံးကစားပေးခဲ့တယ်သူ့ရဲ့အားသာတဲ့အချက်တည်းက Enzo Fernandez လိုမျိုးဘောလုံးခွဲဝေပေးမှုတွေလည်းမဟုတ်ဘူးပါမားလိုမျိုး key pass တွေပေးနိုင်မှုလည်းမဟုတ်ဘူး Moises Caicedo လိုမျိုးခံစစ်ဆွမ်းဆောင်ရင်ကောင်းမွန်ခြင်းပဲဖြစ်ပါတယ်အဲ့တကြောင်နောက်လာမဲ့ပွဲတွေမှာလည်း Caicedo ကို Andre Santos ရှိနေတဲ့အတွက်ကြောင့်အနာပေးလို့ရမယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ် ရိုမီယိုလာဗေယာရှိမယ်လာဗေယာကိုခေါင်းထဲကထုတ်လိုက်တော့အားနေရာနေဒဏ်ရာပြဿနာရနေတဲ့ဒုထက်ဆိုင်အန်ဒရီဆန်ဒုစ်ကတော့ပိုပြီးချဲစီပြိသက်တွေမျောလင်းလို့ရပါကြောင်းတုံးသက်ဆွေးနေနေပဲဗီဒီယိုလေးဒီမှာနားကျင်ပါရက်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ခင်ဗျာ